မင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးသွားမှာကဆရာဝင်းဖေရေးသားတဲ့ Graphy ဆိုတဲ့ယတာဝတ္ထုတို့ပဲဖြစ်ပါတယ်။နားဆင်ခံစားပေးကြပါအောင်ရှင်။ Graphy ဘာချေဒီငယ်စဉ်ကတည်းကတကောင်ကြွက်ဖြစ်ခဲ့ဤ။ဟောင်းကြီးเจ้าမှာကြီးပင်ခဲ့သည်။ကြီးလာသောထောင်းအံ့ရွာမှာရေထန်းစားသည်။ ထောင်းအံရွာမှာရေထန်းစားသည့်အလုတ်သည်အလွန်နှိပ်ကြသောအလုတ်ဖြစ်သည်အဘဲကြောင့်ဆိုသောထောင်းအံတရွာလုံးလိုလိုရွာဘေးမှချောင်းထဲသို့ဆင်း၍ရေချိုးမှုလျှော်ကြသည်ရွာထဲ၌လည်းရေရင်းများတူထားကြသည်ဒီတော့ပဆန့်ပေးပြီးရေခတ်ခိုင်းလိုသူအလွန်ရှား၏သို့ဆိုလျင်အဘဲကြောင့်ဘားချဲထိုးရွာမှာရေထန်းစားရပါသည်နိရှင်းပါသည်ဘားချဲသည်ညံမကောင် ပညာမတက် မစင်စားတက် သူလောက်တက်တယ်လို့လောက်စားနေခြင်းသာဖြစ်သည် တခါတယံသာပစံရသည်ညာသောအဖြစ်ဟိုဟာလေးဒီဟာလေးစသဖြင့်တင့်တယ်လို့ပေကံကြွေမွေပြီးခန်းရသည်ကများသည်ဒါကလည်းဘာချေကိုသနာ၍အလုတ်ပေးသည့်သဘောကများသည်ရေထန်းစားသည့်ထက်ထန်းဟဲပိုးဟဲတူးဟဲဆွာဟဲလုံးပြီးဆိုရင် အလုတ်ပူရနိုင်သည် သို့သော် ဘားချဲကန်ဆိုးသည်ဟုပြောရမည်လားညံမဲ့လုံးသည်ဟုပြောရမည်လားမဆိုနိုင်သူအားရေထန်းသမားအဖိုးအိုအဘရှင်ကထန်းပိုးနှင့်ရေထန်းမုံများအမွေပေးခဲ့သည်သူကလည်းပကတိလုပ်ငန်းကြီးတရက်ကိုအမွေရလိုက်ပြီးသည့်အလားရေထန်းစားသည်အခြားအလုပ်များသည်သူနှင့်မဆိုင်ဟုယူဆပြလိုက်သည်ရိုးလုံးအလုံး၍မစင်စားတတ်မတွေးတတ်ပဲအစွဲကြီးဆွေးနေခြင်းဖြစ်သည် သို့တော်သူ့ဆရာ ဖုန်းတော်ကြီးကခိုင်းလင်ကဘာလို့ကိုမစုံလို့တည်ဒါကရှင်သည်ဆရာတော်ကိုပြုစုခြင်းဖြစ်သည်အလောင်းလောက်ခြင်းမဟုတ်ဆရာတော်ကကျောင်းမပူရှင်သည့်စားတော့ဖွေရများကိုစွန့်ကြဲသည်ဘာချေအမျိုးမျိုးစားရသည် သို့တော်ဘာကိုမှဆွဆွဲလန်းလန်းကြိုက်လာသည်မရှိတနေ့တွင်ဖုန်းတော်ကြီးကမန္တလေးမှပေးပို့လူရန်သောကလားမုတ်တစ်မျိုးကိုဘာချေအားစွန့်သည် ထိုမောက်ကိုအညာဒေတာများတွင်ဘရဖီဟုခေါ်သည်မလိုင်းတစ်မျိုးဖြစ်သည်ရှာဝေါ်တင်၍စားလိုက်သည်ဆိုလျင်ပင်ဘားချဲတကူလုံးကြက်သီးများထသွားသည်ချိုးချင်းဆိတ်ချင်းအဆရှိသောအရာသာထူများဘားချဲရခင်ကတခါမှမစားဘူးသည်နတ်တုတ်တာဆိုတာတခြားမဟုတ်နိုင်ဤအရာပင်ဧကန်ဖြစ်ရမည်ဟုဘားချဲကချက်ချင်းမှတ်ချက်ချလိုက်သည်ဟုတ်ကူဟောက်ရမည်ဟု ို့အကူဆုံးပြလိုက်သည်ဘားချေသည်ဘရဖီဆိုသောမလိုင်မောက်ကို တချီထဲနှင့် အစွဲကြီးဆွဲသွားသည်ဖုံးတော်ကြီးကစွန်နီမှာတလက်မပတ်လည်ခံတာရှိသောအတောင်ကလေးတစ်လုံးဖြစ်သည်ဘားချေအာရတင်နေခြင်းမရှိအာသာမပြေနိုင်အောင်ရှိလာ၍လဲပူ၍ဆဲမဆဲရာဖြစ်ရသည်ဘရဖီကိုစားအပြီး ရေအေးအေးတစ်ခွက်တောက်လိုက်ရာတွင်လဲအရသာထူကဲလာသည် ထိုနေ့ကရွာထဲတွင်ဗချဲတယောက်ခေါင်းကြီးကစွန့်သောနှစ်တုံးသားကိုစားခဲ့ရကြောင်းရိုးအစွာထုတ်ပေါ်ပြောမိတော့ကြောင်းကြားသူများကတဝါဝါဖြစ်ကြရသည်ထိုနေ့မှစ၍ဖုံးတော်ကြီးသည်၎င်းရွာရှိပစံတက်နိုင်သူများသည်၎င်းအလင်းသိမ့်၍မန္တလေးမှဘရဖီမောက်မာရဲဗချဲအားတတိတရနှင့် ခေါ်ယူကြွေးမွေးတကြသည်စားရတိုင်းစားရတိုင်းလဲဗချဲဖို့ယူသွားသည်မရှိ ပို၍ပို၍သာဆွေမလျက်ရှိသည်ဘရဖီမလိုင်ကဲလို့ခေါ်ကြအထက်ထက်ပြောထားကြပါလျက်ဘားချေကနှတ်တော့တာနှတ်တော့တာဟူ၍သာနှောက်ကြိုးနေကြသည်ဘားချေငွေပိုကလေးအနေငယ်စူးမိလျက်မန္တလေးသွားမိလူကြောင့်နှင့်နှတ်တော့တာအဲဘရဖီဝယ်ခဲ့ပါရန်မှတ်တတ်သည်ပါလာလျင်ဘားချေအလုံးပြောသည်နှတ်တော့တာစားလိုက်ရေတောင်းလိုက်နှင့်ဘားချေဖို့ ကမ္ဘာလောကကြီးသည်ဒုက္ခစည်းစိမ်အပေါင်းနှင့် ပြည့်စုံတရားလျက်ရှိတော်သည်။ထို့ဖြင့်ဘာချေဖို့ကြီးစွာသောအစွဲလမ်းကြီးတစ်ခုယောဂတဘာတပွဲကံ့ညီလာသည်။တေဂာနီးမှာဗရဖီကလေးမှမစားလိုက်ရဘဲတေသွားရမည်ကိုအလွန်စိုးရိမ်ကြောက်ရွံ့လာမိသည်။တေဂာနီးမှာဗရဖီအရသာထူကလေးကိုတမိတ်မိတ်ခံစားရင်းတေသွားရမည်ဆိုလျင်တေရကျွမ်းမည်ဟုဆွဲလန်းလာသည်။ ထောင်းအံ့ရွာကိုတဘုံများဝင်စီစဉ်ကလှောက်လှုပ်မြရာကိုတနက်နှစ်တဝောဝောပြကြခြင်းကြောင့်တရွာလုံးအတက်လူပြကြလွားကြပုံအောင်ကြရသည်။ဘားချယ်လဲမောက်ချတရားတော်မြည်ဟုထင်သည်။ခတ်တီကဗရဖီမရှိဖြစ်နေသည်။ဗရဖီလေးမှ နောက်ဆုံးစားမတော်ရပဲတရားတော်မြည်ကိုဘားချယ်တည်ရသောအခါအလွန်ဆိုးရိမ်ဝမ်းနေသွားသည်။သို့တော်တဘုံများသာရွာမှထွက်သွားသည်။ ဘာချေမှာအနယေမရှိခဲ့တော်ပါသေးသည်ထိုနေ့မှစ၍ဘာချေပရပီဝဲလျင် နေဖူးညစာချန်ချန်ထားတတ်သည်ဖျားလျင်နာလျင်မသိမီစားနိုင်ရန်ဖြစ်သည်ဤပြဒနာသည်မသိဖျားနာနေ၍ချွဲကဲ့ရင်ကျဲဖြစ်နေရတဲ့အထဲမလိုင်ခဲများကိုစားတော့ကြပို၍ခံရသည်သို့တော့ဘရဖီကိုမြန်မြန်ဆဆဝယ်ထားနိုင်သူမဟုတ်၍တော်သေးသည် ဟောင်းကြီးကျောင်းမရေရင်းကြီးကိုဆယ်ရန်ကိစ္စပေါ်စင်ကလည်းဘားချဲ့ရေရင်းထဲသို့ဆင်းရမည်ဆိုသောအခါဥပစင်တပားကအခက်မသိရင်လေဖြတ်ခြင်းလေဆိုးမိခြင်းဖြင့်တိတ်သက်ကြောင်တတိပေးရာဘားချဲ့ကထို့သို့ဆိုရင်ဗရဖီကလေးစားပြီးမှဆင်းလို့ကြောင်ပြောသည်ဆရာတော်ဘုရားကငေါ့လိုက်မှငြိမ်သွားပြီးကြောက်ကြောက်နှင့်ရေရင်းထဲသို့ဆင်းသွားသည်တေရမီကိုကြောက်ခြင်းမဟုတ်မသိမီ ဘရဖီကလေးစားသွားရမည်ကိုကြောက်ချင်းဖြစ်သည်။ဘားချေအသက်30ကျော်သောအခါကံပေါ်လာသည်။မယူသည့်စကားရွာရှိ တခုတည်းသောဆေးလက်ခုံပိုင်ရှင်အပြိုကြီးမဆန်ရင်ကဘားချေအားမြစ်စေကြသည်။အကြောင်းမျိုးမျိုးရှာ၍ဘားချေအားခေါ်တွေ့သည်။စသည်။ဘားချေကလည်းယူလွန်အလွန်သည်။ရေထန်းကားမိဆိုမှ ဖြောက်ဖြောက်တန်တန်လာတတ်သည်။ထို့ကြောင့်မဆန်ရင်က ူမအတွက်ချိုးရိမ်ခတ်ပင်းရန်နေစဉ်အလုပ်ပေးသည်ဤကိစ္စမှာအတော်ကြောင်းသည်ခါတိုင်းချောင်းထဲ၌အများနည်းသူဆင်းရွက်ရေချိုးတတ်သော မဆယ်ရင်ကခြံတွင်ရှိရေတွင်အနီးရေချိုးကံငယ်တစ်ခုဆောက်ပြီးရေချိုးတော်မီဟုဆိုသည်ထောင်းအိုင်ရွာ၌အစဉ်လာလုံးဝမရှိ နောက်ပြီးမဆယ်ရင်ရေခတ်ခါရန်ဆေးလိုက်ခွန်အလုံးသမလေးများရှိတော်လဲဘာချေကိုငါသည်ထို့ကြောင့် ဆယ်ရင်ဤသဘောထားကိုတရွာလုံးကရိပ်စားမိကြသည်မဆယ်ရင်ကကြိုင်မရှက်ငိုင်မရှက်ပတ်ဝန်းကျင်ကိုတတိမထားမိတော့ထမန်ရင်ရှားမျက်နှာတော့ဘွားကြီးပကောင်းပေါ်တင်လျက်သူ့အတွက်ချိုးရိပ်ခတ်ပေးသောဗားချဲကို အနီးမှဆောက်ကြည့်နေတတ်သည်ချွေးရွှဲနေသောဗားချဲဤကြွက်သားများသည်ကြေး၍ကောင်းလာသည်နှစ်လခန့်သာနေ့စဉ်ရေချိုးလာရ၏မဆယ်ရင်နှင့်ဗားချဲတို့ညာသွားကြသည် ချီမွန်းခုနှစ်ရက်၊ကဲ့ရဲ့ခုနှစ်ရက်၊ရွာမဝေပန်တံများတလအတွင် အနေထိုင်သွားသည်။ဘားချယ်ရေထမ်းရမလို့တော့ဆေးလိုက်ခုံပိုင်ရှင်မဆယ်ရင်ဤခင်မွန်းယောက်ျားဖြစ်သွားသည်။မဆယ်ရင်ဤပြည့်ရည်များတွင်ဗရဖီသည်အ धिक အကြဆုံးစွဲဆောင်ချက်ဖြစ်ကြောင်းပြောရန်လိုမည်မထင်ပေ။ဘားချယ်တယောက်နေ့စဉ်နေ့တိုင်းနတ်တော့တာစားနိုင်သောအစင်းတို့ရောက်သွားသည် မဆယ်ရင်ဤတတတာလင်ချောစေးသည်လဲ ပရပိဒါဖြစ်တော်သည်မဆယ်ရင်နှင့်ပတ်သက်၍ပြဿနာဟုထင်ရသောကိစ္စတစ်ခုရှိသည် အခြားမဟုတ်ပါမန္တလေးမှတောလိုက်ဝါဒနာပါသောတထေသာသစု မကြခဏလာရောက်စခန်းချတဲခိုတက်ခြင်းဖြစ်သည်သို့သောဘားချဲနှင့်ပတ်သက်၍ထိုအဖွဲ့ကမြို့ကြီးသားများပြီးပြီးအစမ်းတကျသဘောမထားနေရာပေးဆက်ဆံကြသည်မတူမတန်ဟုသဘောမထားကြအရှင်ဤခင်မွန်းကို အရေးပေးဆက်ဆံရန်ဟိုမလေးကြထို့ကြောင့်လဲမဆယ်ရင်စိတ်သက်သာရရသွားသည်မဆယ်ရင်အားအနှဲနှင့်အများကြိတ်ပူးနေခဲ့သောတကြားချက်လုပ်ငန်းတစ်ထည်ကိုတင်ထွန်းတယောက်သာအနှဲငယ်မျက်နှာပြက်သည်အရေးကြီးဆုံးအချက်မှာ ထိုအဖွဲ့ကလည်းဘာချဲကြောင်းနှစုံနှပြားကြမှုကြသဖြင့်တောလေထွက်ရန်လာတိုင်းဗရဖီများဝေလာကြ၏ကိစ္စအလုံးဒီတွင်ပြတ်သွားပြီး ဘားချယ်ဆက်ချမ်းသာနေပြီဆိုရင်မဆယ်ရင်မှာကျေနပ်၍မဆုံးဖြစ်သည်မဟုတ်လောကြာတော့ဘားချယ်နှင့်မဟုတ်ဆိုအဖွဲ့အလွန်ရင်းနှီးခင်မင်းသွားကြသည်ထို့ကြောင့်ယခုတစ်ခါရေတဖန်းအင်းနှင့်ကေလာတောင်ကျောအကြားရှိတောရင်းတို့ဝင်၍တောလိုက်ကြရန်စီစဉ်ရာတွင်ဘားချယ်လဲလိုက်ပါရန်ဆုံးဖြတ်လိုက်သည်တောရင်းတို့သွားနေအနေရရှိ၏တည်နိုင်သည်ဘားချယ်အတွက် အရေးကြီးဆုံးပရဖီပါရန်လိုပြီးဒါအတွက်လဲကြို၍စီစဉ်ပြီးဖြစ်သည် တော်ရင်စခန်း၌ငညာအိတ်အာလုံးသုံးရနေကြမည်တပေါင်းလားစုံ၄ရက်နေတွင်စတင်ထွက်ခဲ့ကြပြီး ထုံနေညနေပိုင်းတွင်တော်တွင်စခန်းသို့ချုံမောစွာရောက်ကြသည်ကိုတင်ထွန်းကလာစဟုမတောင်းပဲလာပြေကျော်ဟုပြောဆိုကြရန်အားလုံးကိုအကြံပေးလိုက်သဖြင့်အားလုံးဤစိတ်တွင် အနှဲငယ်ထင်သွားကြသည်ဘ ഹു တုဒ္ဒနေသောဘာချေကပို၍စနောက်စနင်းဖြစ်သွားသည်ထိုနေ့ညကပျော်ပျော်ပါပါတောက်ကြစားကြပျော်ပါကြသေးသည်ညနေလာ၍အိုက်ကြရန်ပြင်ဆင်ကြချိန်တွင် ရုတ်တရက်ကဘာပြတ်တော်သည်တောစင်တအုပ်ကဝင်ရောက်တိုက်ခိုက်သည့်ဖြစ်အာလုံးတကွဲတပြား ပြေးကြနှွာကြရသည်မဲမှောင်သောညဖြစ်ခြင်းကြောင့်အခြေအနေများပိုဆိုးသည် ခြေဥတဲ့ရာပြေကြရသည် အလဲလဲအကွဲကွဲပင်ဖြစ်ကြသည် စူးသည်ရှာသည် ထိခိုက်တံရရကြသည် အော်ဒါဟစ်တံများအမှောင်တွင်ဟိုမှဒီမှကြားကြရသည်တနေရာရာတကြောင်ကြောင်၌ခိုကက်နေရမည်မဖြစ်နိုင်တစ်ပင်တစ်ခတ်များကျိုးတံပဲ့တံများနှင့်အတူမဲမဲတံအရေးကြီးများပေါ်ပေါ်လာတိုင်းအသက်လူကြီးပြေကြရသည်ဘယ်ရောက်ရောက်ဘယ်ပေါက်ပေါက်စဉ်းစားနေချိန်မရ တောက်လျှောက်ပြေးကြရသည်နှစ်နာရီသုံးနာရီခန့်ကြာမှအတန်တိတ်ဆိတ်ငင်တတ်သွားသည်ဘားချယ်လဲအမောဆူ၍ခြုံတစ်ခုအတွင်တင့်တယ်လို့လဲ၍နားနေရသည်မိမိလက်ဝါးကိုမြင်နိုင်လားအောင် မောင်မဲသည်တကိုယ်လုံးနေရာအနှံ့နာကျင်နေသည်သွေးရစီးနေသောတံရများလဲအတော်များသည်ဘာဝမှကြီးမဆိုင်နိုင် လုံးဝမလှုပ်ပဲအမောဆူနေခြင်းမှတတ်တာအောင်သာနေမိသည် တတိမယတစ်ချက်ရတစ်ချက်နဲ့နောက်ဆောင်၌အိပ်ပျော်သွားသည်ဘယ်အချိန်ဟူ၍မပြောနိုင်ချစ်ချစ်တောက်ပူလောင်လာသောနေရှင်ဖြင့်ဗားချိန်နိုးလာသည်သို့မဟုတ်တတိယလာသည်မြေလုံးကိုအာယူ၍ဖွေလိုက်သည်ထောင်းစံအတိုင်းမှော်ဝါးဝါးမြင်ကွင်းတို့ကို စတင်မြင်ရသည် နောက်မှတဖြည်းဖြည်းပြက်ပြက်သားသားဖြစ်လာသည်ပထမအရွက်များမရှိသောတစ်ကိုင်းတစ်ခတ်များ ဖြူ၍လင်း၍တောက်လွန်းသောကောင်းငင်ဒါအပြင်ဘာမှမမြင်ရဘေးပတ်ဝန်းကျင်ကိုကျင့်ရန်ခေါင်းကိုလှည့်လိုက်သည်လုံမရစူးစားလှည့်လိုက်သည်မရခြေရည်လက်တွေကိုလှုပ်ကြည့်သည်ဘဲဘက်လက်တစ်ဖက်သာအနှဲငယ်လှောက်ရရသည်တစုံတရာအုံရန်စူးစားကြည့်သည်ပါးစပ်ကိုဖွင့်ရမဖြစ်နိုင် ထိုစဉ်အတန်ချို့ကြရသည်ခဏကြာလျှင်ရုပ်ရည်ရဲ့မြင်ကွင်းအတွင်သို့ ဆင်ကောင်းကြီးတစ်ခုပေါ်လာသည်ဘားချေဘာဝမလှုံမရအော်မရမျက်လုံးတို့သာလျင်ပုံ၍ပြူကျဲသွားသည်ရုပ်ရည်ရဲ့ဆင်ကြေတော့ကြီးတစ်ဖက်မြင်ကွင်းကိုပိတ်သွားသည်ဘားချေဤကိုခန္ဓာမှာတိုက်ကနေတာဖြစ်သွားသည်တစ်ဖက်သို့ဆောင်းသွားသည်မျက်နာပေါ်သို့တစ်ကန်းကြီးများပုံ၍ရှုပ်ထွေးကြရောက်လာသည်ခေါင်းကိုကလှဲ့မရမြင်ကွင်းပြောင်းသွားသည် တောင်ချီဤ ဘေးတိုင်းမြင်ကွင်းကိုသာတတမတ်ထဲမြင်လေရသည်မြင်ကွင်း၌ကြောပေး၍ထွက်ခွာသွားသောဆင်ကြီးကိုမြင်ရသည်ဆင်နှင်းသွားသည်မှာတေချာသည် သို့တော့ထူးထူးခြားခြားနာကျင်ခြင်းမရှိဘာချေမလုံနိုင်တော့ပြီဆိုတော့လဲအာယုံအချို့ကရှိနေသေးသည်ဆင်နှင်း၍ဘိုက်ပေါက်ထွက်သွားပြီပယောဆိုင်များတကူလုံးနေရာအနှံ့ရှိနေကြသည်ရွ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 စစ်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 ဖြစ်တလို့လို့ရှိသည် ဘားချေမုတ်ချတင်ရတော်မီတင်ရတော်မီမှာမုတ်ချဖြစ်၏ပရဖီပမာလဲပရဖီပမာလဲမရှိဘလို့မှမရနိုင်ဘာမှမတတ်နိုင်ပရဖီကလေးမှမစားလိုက်ရပဲဘားချေတင်ရတော်မီဘားချေအကြောက်ဆုံးအခြေအနေဖြစ်ခဲ့မူ၏တို့တော်ယခုထို့သို့မဟုတ်ပရဖီမစားလိုက်ရပဲတင်ရတော်မီ ဖြစ်တော့ကြတကယ်တမ်းဘာမှမဖြစ် ဘာမှမထူကြပါလားနောက်2မိနစ်အကြာတွင်ဘာချေတည်ဆုံသွားတော်သည် ဝင်းဖေး